လောကကြီးမှာဘဝရဲ့အတိတ်တွေကိုအပြည့်အဝနားလည်ခြင်းလို့ရှိရင်မိစေတို့အနေနဲ့နေရာလေးခုကို တွေ့ကြည့်ရမယ်ပထမနေရာကတော့ဆေးရုံပေါ့လူရခန္ဓာကိုယ်တစ်ခုလုံးမှာအသေးတွေအသေးတွေကလေးသားတွေကြောက်ကတ်တွေနှလုံးတွေစတဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ေါ်လာတန်းတရာလောက်တန်းတယ်။မိတ်ဆွေနေမကောင်းပြုတ်လို့ရှိရင်ရှာထားတဲ့ပုဇံဆက်ကူပဲလက်ကားပဲ။အဲဒါကြောင့်မြတ်စွာဘုရားဟောတယ်။အာရောဂျံပရမန်လာဗန်တဲ့။ကျမ်းမာခြင်းကအကောင်းဆုံးအကောင်းဆုံးစုလက်တစ်ခုပဲတဲ့။အဲဒါနံပါတ်1ပေါ့နော်။စေယုံတော့ကြည့်ရအောင်။နံပါတ်2ကကြတော့ထောင်ပေါ့။ထောင်ကြနေလို့ရှင်ခမရရဲ့လွတ်လပ်မှုတွေကမျိုးတုံးပြောက်ွယ်ပျက်စီးွားလိမ့်မယ် ထောင်ထဲရောက်နေတဲ့လူတွေကရီမန်းရက်တွေတင်းနေလို့ပဲလွတ်လပ်မှုမရှိဘူးအဲကြောင့်ကိုယ့်ဘဝကိုတန်မိုးထားပါလွတ်လပ်နေတဲ့ချိန်မှာဘဝကိုအကောင်းဆုံးရှင်သန်ပါကိုယ့်ဘဝဘယ်သူမှမနှိုင်းရှင်ပါနဲ့ဘယ်သူနဲ့မှမနှိုင်းရှင်ပါနဲ့ကိုယ့်ဘဝကိုသူများနဲ့နှိုင်းရှင်တာဟာကိုယ့်ကိုယ်ကိုစော်ကားနာနေအတူတူပါပဲနံပါတ်3နံပါတ်3ကတုတ်တန်တင်းနိုင်ပါဗျာ ခမားတို့ဆွဲလန်းနေတဲ့အရာတွေဟာတည်ရင်အကုန်လုံးထားခဲ့ရမှာခမားတို့အရန်ချစ်နေတဲ့အရာတွေဟာတည်လို့ရှိရင်အလုံးပြစ်ချထားရမှာတိတ်လာတဲ့အရာတွေဆိုတာဟာလဲအနှိမ့်စတရားတွေပါပဲဗျာအရာရာအလုံးဟာတည်ရင်ထားရမယ်တည်ရင်ထားခဲ့ရမယ်ဘုံဆိုင်တွေကြီးပဲကိုပိုင်နာကုသိုလ်ပညာပဲရှိတယ် ုသိုလ်ရအကုသိုလ်ရပညာရပေါ့ဗျာအဲ့ဒါကိုပိုင်ဥစ္စာပဲခမရတို့ပိုင်နေတဲ့ယခုပိုင်နေတဲ့ဥစ္စာခမရတို့တည်းအစင်းစင်းပိုင်ဆိုင်သွားမဲ့ဘုံဆိုင်ပစ္စည်းတွေကြီးပဲအဲ့ဒါနံပါတ်2ကတုတ်တံတင်ញိုင်ပြီးပါပြီပေါ့နံပါတ်4ကတောထဲမှာတရားအထုတ်နေတဲ့သူတော်ကောင်းတွေသူတော်စင်တွေခမရတို့တွားကြည့်ရမယ်လောကမှာပျော်ရွှင်မှုအစ်စ်မှန်ဆိုတာဘာနဲ့ပျော်ရွှင်တာကိုပျော်ရွှင်မှုအစ်စ်လဲလို့ဆိုရင် တရားနဲ့ပျော်ရွှင်တာပျော်ရွှင်မှုအစ်စ်ပဲတရားနဲ့ပျော်ရွှင်တာဟာဘာလို့ပျော်ရွှင်မှုအစ်စ်လဲအစ်စ်လို့ခေါ်လို့ရလဲဆိုရင်တရားနဲ့ပျော်ရွှင်မှုကဘေးရွက်ဆိုးရွားမရှိဘူးကြံတဲ့အရာတွေနဲ့ပျော်ရွှင်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘေးရွက်ဘေးရွက်ဆိုးရွားရှိလာနိုင်တယ်ဆွန့်လွတ်ခြင်းဟာပျော်ရွှင်ခြင်းပဲဗျတကယ်တော့ပျော်ရွှင်ခြင်းနဲ့ဆိုရင် ကိုယ်နဲ့ ကိုယ်စိတ်ကိုနှောင်ပွဲတဲ့အရာတွေခြင်နှောင်တဲ့အရာတွေပူပူပန်စေတဲ့အရာတွေလေးလံစေတဲ့အရာတွေကိုစွန့်လွတ်ရမယ်အဲ့ဒါတွေစွန့်လွတ်မှာခင်ဗျားတို့ကျွန်တော်တို့ပျော်ရွှင်ရမှာပျော်ရွှင်ခြင်းအတွေးလေးကိုကြောင်းလိုက်တာနဲ့ပျော်ရွှင်ရမှာပါဗျာကျွန်တော်ခုနပြောခဲ့တဲ့အချက်လေးချက်ကိုကောင်းကောင်းစဉ်းစားဆင်ခြင်ပြီးတော့တွတ်ကြည့်မယ်ဆိုရင် ဘဝရဲ့အဓိပ္ပာယ်ကိုအလုံးနားလည်ကြမှာပါ။နံပါတ်1ကကြတော့စေယုံ၊နံပါတ်2ကကြတော့ထောင်း၊နံပါတ်3ကြတော့တုတ်တန်တင်ညာ၊နံပါတ်4ကြတော့မှန်ကန်စွာတရားကျင့်ကြံအားထုတ်နေတဲ့တောရရယောဂီသူတော်စင်တွေကိုတွေ့ကြည့်ရမှာဖြစ်ပါတယ်။အားတွေကိုတွေ့ကြည့်တဲ့အနေနဲ့မိတ်ဆွေတို့ကျွန်တော်တို့အနေနဲ့ဘဝရဲ့အနှစ်သာရဘဝရဲ့အဓိပ္ပာယ်ကိုအလုံးနားလည်ကြမှာပါ။ဟုတ်ကဲ့အလုံးကျေးဇူးတင်ပါတယ်။